ားလုံးပဲမင်္ဂလာပါမချင်းမနစ်ကနေပြန်လဲကြိုဆိုလိုက်ပါရီမချင်းမနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Kofu Panda 3 2016ရွေးရှင်လေးပဲဖြစ်ပါရီသူ့ရဲ့အဖေရင်းကိုရှာတွေ့ပြီးသွားတဲ့နောက်မှာတော့ပိုကလက်စိုးဝိညာဉ်စီကစင်ခေါ်ခံရပြီးတော့ကဘာကြီးဖြက်စီးခံရမှာကနေပြီးတော့ကောက်ွယ်ဖို့သူ့ရဲ့စွားတွေကိုတိုးတက်အောင်လို့လေ့ကျင့်ရမှာလည်းဖြစ်ပါရီကဲစင်သေးဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ထုံးစံတိုင်းစီစဉ်တင်ဆက်သူဆက်ပဲဖြစ်ပါရီ အောက်ကွေးကတော့ဝိညာဉ်ကဘာမှာတရားထိုင်နေတော့မှပဲတန်ကျိုးတက်ထားတဲ့အစိမ်းရောင်ဒါတလက်ကသူ့စီကိုလွင်လာခဲ့ပါပြီ။ပထမတစ်ချက်ကိုကာကွယ်ပြီးတော့တဲ့နောက်မှာတော့အောက်ကွေးကဒုတိယဓာတ်ကိုမြင်ပြီးတော့ပထမဓာတ်နဲ့ကိုမှကာကွယ်လိုက်ပါပြီ။ဓာတ်ရိုက်ကိုမြင်သွားတဲ့အချိန်မှာတော့အောက်ကွေးကလည်းသူ့ရဲ့ရန်သူကကင်ဖြစ်တယ်ဆိုတာကိုသိလိုက်ရပါပြီ။သူတို့ကမတွေ့ရတာ2-900ကျော်ရှိပြီဖြစ်တဲ့အရင်ကမိတ်ဆွေတွေလည်းဖြစ်ပါပြီ။တိုက်ပွဲအတွက်ကိုအဆင်သင့်ဖြစ်နေတဲ့ကင်ကတော့အောက်ကွေးကိုတိုက်ခတ်ပြီးတော့ကြောက်တုံးကြီးကိုဓာတ်နဲ့ကိုမှတစ်ချက်တည်းကိုခွဲလိုက်ပါပြီ။ တိုင်ရဲ့အစွမ်းတွေကတိုးတက်လာတာကိုမြင်တဲ့အောက်ကွေးကတော့ရှောင်ပြီးတော့ခြေစွမ်းအနှဲကိုမှတိုက်ခိုက်လိုက်ပါပြီ။အဲ့ဒီတံကိုခံရပြီးတော့တောင်မှကိုင်ကလည်းဘာမှမဖြစ်တယ်လို့ကိုထားလိုက်ပြီးတော့သူ့ရဲ့အားတွေကပိုကောင်းလာအောင်လို့ separate room မှာရှိတဲ့တခြားသောမန်စတာတွေရဲ့ခြေစွမ်းအားတွေကိုဆက်ယူလိုက်ပါပြီ။ ရွေးချယ်စရာမရှိတော့တဲ့အော်ရီကတော့သူရှိသမျှစွားရီအလုံးကိုထုတ်လိုက်ပြီးတော့တိုက်ခိုက်တာတော့မှာကန်ကတော့ဘာမှကိုမမဖြစ်ပဲနဲ့ကြာတုံးကြီးနှစ်တုံးနဲ့ကိုဖျက်ပြီးတော့အော်ကွေရဲ့ခန္ဓာကိုယ်ကိုတန်ကျိုးနဲ့ကိုမှချီကချီဆွမ်းအားရီအလုံးသူ့ရဲ့မြားဆင်းရောင်လက်စွပ်ထဲကိုဆုပ်ယူလိုက်ပါ යි အော်ကွေရဲ့စွားရီနဲ့ကန်ကလည်းသူ့လုံးချင်တာတွေလုပ်ဖို့အတွက်လောကကြီးစီကိုပြန်ဖို့အဆင်သင့်ဖြစ်နေပြီလေဖြစ်ပါ යි J Place မှာတော့ပိုနေ Fidelity Fight တို့ဟာလေနောက်ထပ်လေ့ကျင့်ရေးအတွက်ကိုမှရောက်နေကြပါပြီ Shifu ကတော့သူ့နားယူတော့မယ်လို့ပြောပြီးတော့ Dragon Warrior ကိုသူ့ရဲ့နေရာနဲ့သူ့ရဲ့တပည့်တွေရဲ့ကိုမှလေ့ကျင့်ဖို့ကိုတာဝန်ပေးလိုက်ပါပြီမကျင်တဲ့ပိုကတော့သူ့ဘလို့တင်ရမန်းကိုမသိဘူးလို့ပြောပြီးတော့ Shifu ကိုမထွက်သွားဖို့ဆိုပြီးတော့တောင်းဆိုလိုက်ပါပြီ Shifu ကတော့ဒါဟာပိုရဲ့တာဝန်ဖြစ်တယ်လို့ပြောဆိုပြီးတော့ချက်ချင်းကိုမှထွက်ခွာသွားခဲ့ပါပြီရွေးချယ်စရာမရှိတော့တဲ့ Fidelity Fight တို့ကလည်းသူ့ရဲ့ဆရာအစ်စ်ကိုအယူတည်ပေးလိုက်ပြီးတော့လေ့ကျင့်ဖို့ကိုထပ်သွားခဲ့ကြပါပြီ ပိုးရညွန်ကြားချက်တွေကြောင့်ပဲအရာအလုံးကဖိယိုဖျက်ဖြစ်ပြီးတော့လေကျင်းမှုကိုတော့မှပုံမှန်မဖြတ်တန်းနိုင်ပေတန်းရရကုန်ကြပါပြီ။ညနေပိုင်းမှာတော့ပိုကအော်ကွေးရဲ့ရုပ်ထုစီကိုတွားနေတော့မှသူ့ရဲ့တင်ကြားမှုကိုလှောင်ရနေတဲ့တင်းတန်းသားတချို့ကိုတွေ့လိုက်ရပါပြီ။ဝမ်းနေရတဲ့ပန္နာကတော့ရုပ်ထုစီမှာတောင်းပန်နေတော့မှပဲရှီဖူကတော့နောက်ကနေကိုလာပြီးတော့စကားပြောပါပြီ။သူ့ရဲ့တပည့်တွေကိုအားပစ်ကျင်တဲ့ရှီဖူကတော့ပိုကဆရာတယောက်ဖြစ်လာရင်သူဘယ်လိုလဲဆိုတာကိုနားလည်ပြီးတော့ချီရဲ့စွမ်းအားကိုကျွမ်းကျင်လာမယ်ဆိုပြီးတော့ပြောလိုက်ပါပြီ။ သူတို့စကားပြောနေတော့မှာပဲအဝေးကတက်နေရမှာတော့ကင်ကလေးလောကကြီးစီကိုရရှိလာခဲ့ပြီးတော့မက်တလီယန်တွေကိုခြေရုပ်တွေဖြစ်ကုန်မှာပြောင်းကောင်းအော်ကွေရဲ့တပည့်တွေကိုရှာဖို့ကိုအမိပေးလိုက်ပါအနီရနီလာနေရာကိုမတီးတဲ့ပိုကတော့မစ္စတာပင်ရဲ့စားတော့ဆိုင်ရဲ့နောက်မှာရေချိုနေတော့သူရဲ့ပေါ့စီစားနိုင်တဲ့ဆန်ကျင်ကိုချိုးဖို့တရားရလာနေတဲ့ဆိုတဲ့တရင်ကိုကြားလိုက်ရပါပြီ။အာန်တင်သွားတဲ့ဒရဂွန်ဝါရီယာကပြိုင်ဘက်ကိုသွားကြည့်လိုက်တဲ့အခါမှာတခြားသောပန်တာတကောင်ဖြစ်နေတာကိုတွေ့လိုက်ရပါပြီ။သူဘသူလဲဆိုပြီးတော့မေးကြည့်တဲ့အခါမှာတော့အဲ့ဒီသိန်းကလည်းလီရှန်လို့နာမည်ပေးလိုက်ခဲ့ပြီးတော့သူရဲ့သားလေးကိုရှာနေတဲ့ခီးတဲ့ဖြစ်ချောင်းကိုလည်းပြောလိုက်ပါပြီ။ တကူကြားတဲ့အချိန်မှာတော့ပိုကသူဟာပျောက်ဆုံးနေတဲ့တာဖြစ်တယ်ဆိုတာကိုသိလိုက်ပြီးတော့လီရှန်ကိုပြေးဖက်ဖို့ပြေးသွားလိုက်ပါတယ် မစ္စတာဘင်ကတော့မနာလို့ဖြစ်သွားတဲ့အတွက်ကိုမေကွန်တချို့ကိုမေးလိုက်ပြီးတော့ရှန်ကတော့သူတို့မျိုးနွယ်အားလုံးကိုမတက်ခဲ့ဘူးလားဆိုပြီးတော့မေးတဲ့အခါမှာလီရှန်ကတော့ရှန်ရှုံးနေပြီးသွားတဲ့နောက်မှာတော့စကြဝဠာကသူ့ကိုအချက်ပြလာတယ်ဆိုပြီးတော့ဖြေလိုက်ပါတယ်။အားလုံးအန်အန်တင့်သွားခဲ့ပြီးတော့ပိုကတော့သူ့ရဲ့ဖေကို J Place ကိုခေါ်သွားဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။သူတို့ကတော့ Legendary Artifact တွေနဲ့ကစားလိုက်ပြီးတော့ Shifu နဲ့ Fire Fight တို့ကိုမိတ်ဆက်ပေးပြီးသွားတဲ့နောက်မှာပဲအချက်ပေးတန်ကမိလာခဲ့ပါတယ်။ရွာကိုကာကွယ်ဖို့အားလုံးထွက်သွားတဲ့အခါမှာတော့ Tigress ကအခုတိုက်ခိုက်တဲ့သူတွေက၆ဆင်းစုံပြီးတွေဆိုပြီးတော့ပြောလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ပိုကတော့သူတို့အားလုံးအရင်ကကွန်ဖူစီယာကြီးတွေဆိုတာကိုသိလိုက်ရပါတယ်။ရန်သူတွေနဲ့တိုက်နေတော့မှပဲပိုကမစ္စတာပင်ရဲ့စားတော့ဆိုင်တွေကိုကြာသွားခဲ့ပြီးတော့အမြောင်းနဲ့ပြစ်တယ်လို့ပြစ်လို့ရအောင်လို့သူ့ရဲ့ပစက်တဲ့ပေါ့စီတွေအပြစ်ကိုထည့်လိုက်ပါတယ်။ပြီးတော့ဖိုင်ဘာကသူ့ရဲ့ဘိုက်ကိုညှစ်ပြီးတော့ပေါ့စီကိုအမြောင်းတွေဖြစ်ကုန်မှပြစ်လိုက်ပါတယ်။သူတို့ကအဲ့ဒီနီလန်းနဲ့ပဲအနိုင်ယူလိုက်ပေမဲ့ကန်ကတော့သူ့လိုချင်တာရသွားပြီလေဖြစ်ပါတယ်။သူ့လိုချင်တာကတော့အော်ကွေးရဲ့တပည့်တွေဘာလို့လဲဆိုတာကိုသိချင်တာလည်းဖြစ်ပါတယ်။အညှို့ခံထားရတဲ့ကွန်ဖူစီယာရီစီကနေတဆင်ကန်ကလေသူတို့အားလုံးကိုမြင်ပြီးပြီပဲဖြစ်တဲ့အတွက်မကြခင်သူ့ရဲ့စွမ်းအားတွေကိုလာဆုပ်ယူမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ ။တတိပေးပြီးသွားတဲ့နောက်မှာတော့ကန်ကလည်းသူညှို့ထားတဲ့သူအလုံးကိုပြန်ပြီးတော့ခေါ်သွားခဲ့ပါတယ်။ပိုနဲ့တခြားသောသူတွေကနားမလည်နိုင်ဖြစ်သွားခဲ့ကြပြီးတော့ရန်သူအကြောင်းကိုနည်းနည်းပိုသိကျင်တဲ့ရှီဖူက နန်းတော်ကစားလေးတွေကကိုင်အကြောင်းကိုရှာဖွေလိုက်ပါတယ်။စားထဲမှာတော့အော်ကွင်းနဲ့ကိုင်တို့ကမိတ်ဆွေဟောင်းနေဖြစ်ပြီးတော့စစ်ပွဲတစ်ခုမှတူတူတိုက်ခတ်ခဲ့ကြတယ်ဆိုတာကိုသိလိုက်ရပါတယ်။သူတို့ခြုံကိုတိုက်ခတ်ခံရပြီးတော့အော်ကွေးပြပြထန်ထန်ဒဏ်ရာရရှိသွားခဲ့တာကြောင့်ကန်ကတော့အော်ကွေးကိုသူ့ရဲ့ပုံမှန်တင်ပြီးတော့ရပောင်းများစွာလမ်းလျှောက်ကတောင်တွေထဲကလှုပ်ဝက်ကြီးရွာကိုရောက်သွားခဲ့ရပါတယ်။အဲ့ဒီကြီးရွာမှာရှိတဲ့သူတွေအားလုံးကခြိစွမ်းအားကိုထိန်းချုပ်နိုင်ပြီးတော့အော်ကွေးကိုပါဓာရီကိုတင်ပေးခဲ့ပါတယ်။ဒါပေမဲ့လို့ကန်ကတော့အဲ့ဒီစွမ်းအားကိုလိုချင်ပြီးတော့ပန်နာရီရဲ့စွမ်းအားကိုစတင်ခိုးယူလိုက်ပါတယ်။ဒါကြောင့်လို့အော်ကွေးကတော့ကန်ကိုရင်ဆိုင်ဖို့ကိုဖြစ်လာခဲ့ပြီးတော့သူတို့တိုက်ပွဲပြီးသွားတဲ့နောက်မှာအော်ကွေး ွေးကလည်းကန်ကိုဝင်းညင်းနယ်မြေကိုနှင်ထုတ်နိုင်ခဲ့လိုက်ပြီလည်းဖြစ်ပါသည် သူပြန်လာရင်တော့ခြေစွမ်းအောက်ပိုင်ဆိုင်နဲ့စစ်မှန်တဲ့သူ့ရဲ့ကောင်တယောက်သာတိုက်ခိုက်နိုင်မယ်ဆိုပြီးတော့ပြောထားခဲ့ပါပြီ။ဘာလို့ရမလဲဆွေးနွေးနေတော့မှပဲလီရှန်ကတော့သူ့ရဲ့သားကိုချီမာစတာဖြစ်အောင်လို့တင်ပေးနိုင်ပေမဲ့သူကတော့ပနာတကောင်ဖြစ်တာကိုပြန်ပြီးတော့တတိယဖို့လှုပ်ဝဲကျွေးရကိုတွားရမယ်ဆိုပြီးတော့ပြောလိုက်ပါပြီ။သူ့ရဲ့သားနဲ့ကိုမှမခွဲကျင်တဲ့မစ္စတာပင်ကသူကလေအတူတူလိုက်သွားဖို့ကိုခီးအတွက်ကိုပြင်ဆင်လိုက်ကြပါပြီ။ရှီဖူကတော့ဂရိန်းနဲ့မန်တစ်ကိုကန်ရက်တီနီယာရှာဖို့ပို့လိုက်ပေမဲ့လို့သူတို့စွမ်းအားတွေကိုဆုပ်ယူခံလိုက်ရရင်တော့ပို့ပြီးတော့ခတ်သွားမှဖြစ်တဲ့အတွက်အတတ်နိုင်ဆုံးမတိုက်ပဲနဲ့ရှာဖို့ကိုတတိပေးလိုက်ပါပြီ။မရှင်တက်မှတ်ပြီးသွားတဲ့နောက်မှာတော့ဂရိန်းနဲ့မန်တစ်တို့ဟာလေကန်ရက်တီနီယာ ကိုလက်ရှာလိုက်ကြပါ යි ။ပိုမစ္စတာပင်နဲ့လီတို့ကလည်းကြေးရွာကိုသွားဖို့ခီးထွက်လိုက်ကြပါ යි ။ခီးလန်ဝေးကြီးကိုရှောက်ခဲ့ပြီးသွားတဲ့နောက်မှာတော့သူတို့သုံးယောက်ဟာလည်းတောင်ကြီးမှာရောက်နေခဲ့ပြီးတော့တက်လီကားတွေနဲ့တောင်ပေါ်ကိုတက်လိုက်ပါ යි ။ပနာရီရဲ့လှပတဲ့ကြေးရွာကိုရောက်သွားတဲ့အခါမှာတော့တခြားသောတရိတ်ဆန်တွေကလီရှန်းကိုမြင်ပြီးတော့သူ့ရဲ့သားကိုဝမ်းကြည့်လိုက်ကြပါ යි ။ပိုကတော့သူတို့လိုမျိုးမျိုးနယ်တွေကိုတွေ့ရတာကိုအရန်ကိုမှပျော်နေခဲ့ပါ යි ။ပနာရီကတော့သူတို့ပြန်လာတာကိုကျင်းပတဲ့ပွဲမှာခရိုင်းနဲ့မန်တစ်တို့ဟာလည်းကိုင်းရဲ့ပုံနေတဲ့နေရာကိုရောက်သွားခဲ့ပါပြီ ။ Bia Kitchen နဲ့ Crocodile Master တွေကတော့ကိုင်ကိုရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေခဲ့ပြီလေဖြစ်ပါရင်။ Green ကတော့ Shifu ပြောတာကိုတတိယပြီးတော့ဝင်မပါဖို့ကိုပြောပေမဲ့ Mantic ကတော့နားမထောင်ဘဲနဲ့ဝင်ပြီးတော့တိုက်ခတ်လိုက်ပါရင်။ Reach ဆရာမရှိတော့တဲ့အတွက်ကို Green ကတော့သူတို့ကိုကူပေးဖို့ကိုဝင်ပြီးတော့တိုက်ခတ်လိုက်ရပါရင်။ကိုင်ရဲ့မင်းနဲ့ချင်းဆိုင်တွေ့တဲ့အခါမှာတော့ကိုင်ကလည်း Mantic ရဲ့စွမ်းအားတွေကိုဆုပ်ယူပြီးသွားပြီဖြစ်တဲ့အတွက်သူ့ကိုအောက်ချလိုက်ပါရင်။ Green ကတော့သူ့ကိုကယ်ဖို့ကိုစူးစမ်းပေမဲ့ကိုင်ကတော့သူ့ရဲ့တန်ကြိုးတွေနဲ့ကိုမှထုတ်ရိုက်လိုက်ပါရင်။စွားရီကိုဆုပ်ယူမခံရဖို့အတွက်ကိုမှဂရင်းကလည်းကိုင်စီကိုပေါ်တဘုတ်ကိုလှင့်ပြပြီးတော့ထွက်ပြေးဖို့ကိုစူးစမ်းလိုက်ပါရင် ဒါပေမဲ့လူကင်ကတော့သူ့ရဲ့တန်ကြိုးတွေနဲ့ crane ကိုဖမ်းမိပြီးတော့ crane ကလည်းအညှိုးခံလိုက်ရပါတယ်။သူ့ရဲ့တငယ်ချင်းတွေဘာဖြစ်သွားလဲဆိုတာကိုမသိတဲ့ပိုကတော့မနဲ့ဆော့ဆော့ထပြီးတော့လေကျင်းပိုသူ့ရဲ့ဖေခန်းကိုမှသွားလိုက်ရပါတယ်။ဒါပေမဲ့လူလီချန်ကတော့ banner တွေကနေလယ်မှာထားတယ်ဆိုပြီးတော့ပြောပြီးတော့ပထမတင်ငန်းဆန်ကအိပ်ရပြောင်းဝင်ဖို့ဖြစ်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ ။နေလဲပိုင်းမှာတော့ပိုကလည်းတကယ်ပန္နာအစင်းဖြစ်ဖို့ကိုလေ့ကျင်ပါပြီ။မစ္စတာဘင်ကတော့ကလေးတွေသူ့ရဲ့မိဖို့ကြောင့်ကိုမဖျက်ဆီးနိုင်အောင်လုပ်ကောက်ွယ်နေရပါပြီ။တနေ့ကစားပြီးတော့လိမ့်နေပြီးသွားတဲ့နောက်မှာတော့ဒရဂွန်ဝါရီယာကလည်းသူ့ရဲ့အဖေအနားမှာထိုင်ပြီးတော့လေ့ကျင်ဖို့ဘယ်တော့အဆင်သင့်ဖြစ်မလဲဆိုပြီးတော့မေးလိုက်ပါပြီ။လီချန်ကတော့သူ့ကိုတခုခုပြကျင်တယ်လို့ပြောပြီးတော့အိမ်ထဲကပုံတပုံကိုယူလိုက်ပါပြီ။လီချန်ကတော့သူ့ရဲ့မိမရဲ့ပုံကိုယူလိုက်ခဲ့ပြီးတော့သူ့ရဲ့သားပျောက်သွားတဲ့နေအကြောင်းကိုပြပြလိုက်ပါပြီ။ ပိုကတော့သူ့ရဲ့အတဲအကြောင်းကိုပို့ပြီးတော့တရားတော့မှဖြစ်တာကြောင့်စိတ်လှရှာနေခဲ့ရပါတယ်။ Jay Place မှာတော့ Shift Fu ကလည်းတရုတ်နိုင်ငံတဝန်ကကွန်ဖူစီယာရီပျောက်နေတယ်ဆိုတဲ့အကြောင်းကြားစာကိုရလာခဲ့ပါတယ်။အဲဒါကြောင့်ပဲကန်ကတော့ကွန်ဖူစီယာရီအားလုံးရဲ့ခြေဆွမ်းအောက်ကိုဆုပ်ယူပြီးပြီဆိုတာကိုသိလိုက်ရပါတယ်။ ဲ့ဒီချိန်မှာပဲကင်ကတော့ Jade Place ကိုရရှိလာခဲ့ပြီးတော့ Shifu ကတော့သူ့ရဲ့တပည့်တွေပါအဖမ်းခံရပြီဆိုတာကိုသိလိုက်ရပါပြီ။အညို့ခံထားရတဲ့ Gray နဲ့ Mantito ရဲ့အကူအညီနဲ့ကင်ကလည်း Channel Video 5အဖွဲ့ဝင်တွေကိုလွယ်လွယ်ကူကူပဲတိုက်ခိုက်လိုက်ပါပြီ။ Shifu ကတော့အခွင့်ရေးရတော့သူ့ကိုတိုက်ခိုက်ဖို့သွားလိုက်ပြီမယ်လို့အောက်ကွေးရဲ့ခြေဆွမ်းအတင်းထားတဲ့ဆွေးကြုတ်ကိုမြင်လိုက်တဲ့ခါမှာတော့သတိလက်သွားခဲ့ရပါပြီ။အားလုံးလွယ်တကူရှုံးနေသွားခဲ့ပြီးတော့ Tigress တကောင်ပဲကြံခဲ့တာကြောင့် Shifu ကပို့ကိုသတိသွားပေးဖို့ Tigress ကိုပြောလိုက်ပါပြီ။ ကန်ကတော့အကွေးရဲ့ရထုကိုချိုးဖျက်ပြီးတော့ Jay Place ကိုဖျက်ဆီးလိုက်ပါရီ။အရင်နောက်မှာတော့ကန်ကရှီဖူစီကိုတွားလိုက်ပြီးတော့ Tigress ရှေ့မှာပဲရှီဖူရဲ့ခြေစွမ်းအားတွေကိုဆွတ်ယူလိုက်ပါရီ။ Tigress ကကြာတော့နောက်မှာပုန်းနေပြီးတော့အသက်ပေးကနေကိုလွတ်မြောက်သွားခဲ့ရပါရီ။သူ့ကိုမတိုက်ခိုက်နိုင်တဲ့အတွက်ကိုမှ Tigress ကကန်ရဲ့အကြောင်းကိုရေးသားထားတဲ့စာလေးကိုယူပြီးတော့ Panavelis ကိုထွက်ပြေးသွားခဲ့ပါရီ။ သူ့ရဲ့တငယ်ချင်းတွေဘာဖြစ်သွားလဲကိုမသိတဲ့ပိုးကတော့ခြေစွမ်းအောက်ကိုကျွမ်းကျင်လာဖို့ကြိုးစားနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲ Tigress ကရရှိလာခဲ့ပြီးတော့ရန်သူကဘာပြီးလောက်သွားလဲဆိုတာကိုပြပြလိုက်ပါတယ်။ Shifu ရောမှမတိုက်ခိုက်နိုင်တာကိုသိရတဲ့ခါမှာတော့ပိုးကလီချန်းစီမှာအကူအညီတောင်းလိုက်ပါတယ်။ပိုးကတော့သူ့ကိုခြေစွမ်းအားထင်းချုံနေအမြန်ဆုံးကိုတင်ပေးဖို့ပြောလိုက်ပေမဲ့လီချန်းကတော့ညင်းလိုက်ပြီးတော့သူ့ရဲ့သားကအဆင်သင့်မဖြစ်သေးဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အချိန်မရှိတော့တဲ့အတွက်ကိုမှပိုးကတော့လေ့ကျင့်ပေးဖို့ဖိအားပေးလိုက်ပြီးတော့လီချန်းကတော့သူ့ရဲ့ခြေစွမ်းအောက်ကိုထင်းချုံနေမသိတဲ့ပြေကိုမှအခုရှိနေတဲ့ပန်းတာတကောင်မှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အလင်းညာတစ်ခုအတွက်ကိုသူ့ရဲ့တငယ်ချင်းလေးကိုစွန့် ခခဲ့ရတာကိုဒေါသထွက်သွားတဲ့ပိုကတော့လီရှန်းစီကနေကိုထွက်သွားခဲ့ပြီးတော့ကန်ကိုလည်းတယောက်တည်းရင်ဆိုင်ဖို့ကိုဆုံးဖြတ်လိုက်ပါ යි သူကတော့အဲ့ဒီကိုမှမတော်ခင်မှာစကန်းငယ်လေးမှပဲအရင်ဆုံးကိုလေ့ကျင့်နေလိုက်ပါ යි အရာအလုံးကိုကြည့်နေတဲ့မစ္စတာပင်ကတော့လီရှန်းအကူအညီလုပ်နေတာကိုသိပြီးတော့သူ့စီကိုသွားပြီးတော့စကားပြောလိုက်ပါ යි ပိုထိခိုင်းနိုင်ပေမဲ့လို့ကဘာကြီးကိုကယ်ဖို့မိဘနှစ်ပါးလိုအပ်တယ်ဆိုပြီးတော့ပြောလိုက်ပါ යි လေ့ကျင့်ခန်းမှာဒရဂွန်ဝါရီယာကတယောက်တည်းလေ့ကျင့်နေတော့မှတိုက်ဂရက်ရရှိလာခဲ့ပြီးတော့ဒါလုံးမဖြစ်ဘူးဆိုပြီးတော့ပြောလိုက်ပါ යි အရင်နောက်မှာတော့သူတို့နှစ်ယောက်ကလည်းအငင်းပွားပြီးတော့တိုက်ခိုက်လိုက်ကြပါ යි ပိုကတော့ဝီရှိဖင်ဂါဟိုးကိုစမ်းကြည့်ပြီးတော့ကင်ကိုအနိုင်ရနိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။တိုက်ဂရက်ကတော့ဂျေဆွန်ဘီတွေကသူ့ရဲ့အမြင်အာရုံတွေကိုချိတ်ဆက်နေတာကြောင့်အဲ့ဒီလိုမျိုးလုံးလုံးမဖြစ်နိုင်ဘူးဆိုတာကိုပြန်ပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလီရှန်နဲ့တခြားသောပန်တာတွေကပေါ်လာခဲ့ပြီးတော့သူတို့ကအကူအညီပေးနိုင်တယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပြီးတော့သူတို့ကိုအရင်လေ့ကျင့်ပေးဖို့လိုတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။သူတို့ကိုဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတာကိုစဉ်းစားရင်းနဲ့ပို့ကလေးသူတို့ကျွမ်းကျင်တဲ့အရာတွေကိုပိုကောင်းအောင်လုပ်ဖို့လိုတယ်ဆိုတာကိုသိလိုက်ရပါတယ်။နောက်ဆုံးမှာတော့ဆရာတယောက်ဘယ်လိုဖြစ်မလဲဆိုတာကိုနားလည်သွားခဲ့ပြီးတော့သူတို့တိုးတက်ဖို့လေ့ကျင့်ခန်းတွေပို့ပြီးတော့ခောက်အောင်လုပ်ထားလိုက်ပါတယ်။ ဒဂွန်ဝါရီယာရဲ့ညွှန်ကြားချက်တွေနဲ့ပန်နာရီကလည်းသူတို့စွမ်းရည်တွေကတိုးတက်လာခဲ့ပြီးတော့ပိုကလည်းအောင်ပွဲခံနိုင်မယ်ဆိုပြီးတော့ယုံကြည်လာခဲ့ပါတယ်။သူတို့ဆင်သစ်ဖြစ်ပြီးလို့ထင်တဲ့ပိုကတော့သူ့ရဲ့နေပြူဟာတွေကိုပြော့ပြပြီးတော့တရိတ်ဆန်တွေကိုအုပ်စုသုံးစုခွဲကအညှို့ခံထားရတဲ့ကွန်ဖူစီယာတွေကိုအာရုံပြောင်းအောင်လို့စစ်ဆင်လိုက်ပါတယ်။သူကိုယ်တိုင်ကကန်ရဲ့အနာကိုနီးနီးကပ်ကပ်ရောက်အောင်လို့လုပ်ရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အစည်းအဝေးပြီးသွားတာနဲ့ကန်ကလည်းတောင်ကြီးမှာရရှိလာခဲ့ပြီးတော့တောင်ပေါ်ကိုလွယ်တကူကိုတက်လာကပန်နာကြီးရွာဝင်ပေါက်မှာပဲပိုရဲ့မင်းနဲ့ချင်းဆိုင်ကိုတွေ့လိုက်ရပါတယ်။ ။ကင်ကတော့တိုက်ခိုက်ဖို့ကိုအညှို့ခံထားရတဲ့သူတွေကိုလွှတ်လိုက်ပြီးတော့သူတို့ကတော့ဘန်နာတွေအားလုံးကိုရွာလဲမှာဆူအောင်လွှတ်လိုက်ပါပြီ။တရုတ်နိုင်ငံကကွန်ဖူစီယာအားလုံးကိုထိန်းချုပ်ပြီးတော့ကင်ကတော့တိုက်ခိုက်လိုက်ပါပြီ။ပနာရီကတော့ပုံနဲ့အတူဝါဒန်နဲ့ကိုခုံပြီးတော့ခရင်ကိုတိုက်ခတ်လိုက်ပါပြီ။ဒါပေမဲ့လို့တခြားသောအညှို့ခံထားရတဲ့သူတွေကပုံနောက်ကိုဆက်လိုက်နေခဲ့ပြီးတော့ခွက်ကိုတိုင်းကတော့ပုံကိုကမ်းမမလို့တော့မှဖြစ်သွားခဲ့ရပါသေးတယ်။ဒါပေမဲ့လို့ပနာတရှိုးကတော့တောင်ကုတ်ကလိမ့်စင်းလာခဲ့ပြီးတော့သူတို့တွေကိုတပြိုင်နက်တည်းထိနာသွားအောင်လို့ကိုလိုလိုက်ပါပြီ။ဒီနည်းနဲ့ပနာရီကတော့ကြောက်စဲစစ်တီတရှိုးကိုတိုက်ထုတ်နိုင်လိုက်ပြီးတော့ကိုင်းရဲအာယုံကိုတခြားစစ်တီတွေစီကိုပြောင်းအောင်လို့လိုလိုက်ပါပြီ။ ရွာလင်မာကတော့ Tigress က Master Croc ကိုတိုင်းကိုရင်ဆိုင်တော့ပန်းကလေးတစ်ကောင်ကသူ့ရဲ့ခြေထောက်ကိုကင်ထားလို့အာယုံများတော့ခဲ့ရပါတယ်။ဒါပေမဲ့လို့ Tigress ကတော့ Alligator ကိုအာယုံပြောင်းထားနိုင်ပြီးတော့ပိုကတော့နောက်ဆုံးစစ်တီတယောက်ကိုတိုက်ခိုက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတခြားသောကလေးတွေကမီရှုမီပန်းတွေကိုကြာဆင်းစစ်တီရဲ့မျက်နှာပေါ်ကိုပြတ်တဲ့အတွက်ကိုကိုင်ရဲ့မြင်အာယုံနဲ့အားလုံးကလည်းပို့ပြီးတော့ရှုပ်ထွေးတော့ခဲ့ရပါတယ်။ဒါပေမဲ့လို့ Shifu ကတော့ပိုနောက်ကိုလိုက်နေခဲ့ပြီးတော့ပိုကတော့သူ့ရဲ့ဆရာကိုမရင်ဆိုင်တဲ့အတွက်ကိုမှ Mr. Payne နဲ့ Li Chen တို့ကလည်းတူတူပူးပေါင်းပြီးတော့ Shifu ကိုတားလိုက်ရပါတယ်။ ပူကတော့ကင်စီကိုချင်းကပ်သွားခဲ့ပြီးတော့တောင်ကုန်းကနေကိုလေးစင်းကနှင်းလုံးတစ်လုံးဖြစ်သွားအောင်လို့ကိုလွန်လိုက်ပါရင်သူကတော့ကင်ကိုထိမိပြီးသွားတာနဲ့နှင်းလုံးကြီးကပြိုချပြီးတော့ဝူရှိဖင်ကဟိုးကိုတုံးဖို့ကိုကြိုးစားလိုက်ပါရင်ဒီနီလန်ကတော့လူတွေကို separate wall ကိုပို့လိုက်နိုင်ခဲ့ပေမဲ့လို့ကင်စီမှာကတော့အလုံးမဖြစ်ပါဘူးပူကတော့ချင်းချင်းကြိုးစားကြည့်ပေမဲ့လို့ကင်ကတော့ရှယ်ပြီးတော့အကွေးကတော့ဈေးပေါ်တဲ့နီလန်တွေကိုပဲတင်ပေးထားတာဆိုပြီးတော့ပြောလိုက်ပါရင်ဝရှိဖင်ကဟိုကတော့တာမန်လူတွေကိုပဲ separate wall ကိုပို့နိုင်တာဖြစ်ပြီးတော့သူ့လိုမျိုးအကန့်အသတ်မရှိတဲ့ခြေစွမ်းအားတွေရရှိထားတဲ့သူကိုတော့မရဘူးဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ် အရင်ကမှတော့ကန်ကတော့ပို့ကိုဖန်တာရင်းနေပဲသူ့ရဲ့ကြာစင်းတက်ဖွဲ့ကိုပြန်ခေါ်သွားခဲ့ပြီးတော့ပို့ကိုတိုက်ခိုက်လိုက်ပါပြီ။အရင်ကမှအကောင်းတဲ့ပို့တော်မှာဘာမှကိုမှမလုံနိုင်တော့ဘဲနဲ့ကန်ရဲ့ထိုးချက်တဲ့ကိုမှလွင့်ထွက်သွားခဲ့ရပါပြီ။ကန်ကတော့ပို့ကိုကန်ထုတ်ပြီးသွားတဲ့နောက်မှာပြန်ခုံပြီးတော့ပို့ကိုလည်းရွာတဲ့အရောက်ကိုမှပြစ်ထုတ်လိုက်ပါပြီ။ပို့ကိုမြင်လိုက်တဲ့အခါမှာပန်တာတွေကလည်းသူ့စီကိုဝိုင်းပြလာခဲ့ကြပြီးတော့ပို့ကတော့သူ့ကိုထွက်ပြေးကြဖို့ဆိုပြီးတော့ပြောလိုက်ပါပြီ။သူတို့ကဘာမှကိုမှမလုံနိုင်သေးခင်မှာပဲကန်ကန်ရရှိလာခဲ့ပါပြီ။အောင်ပွဲရတာခံနေတဲ့ခန်ကတော့ အောက်ကွေးရဲ့ Tasteman ကိုပိုကသူ့ကိုရှုံးနေစေမယ်သူလားဆိုပြီးတော့မေးပြီးတော့ share လိုက်ပါတယ်။သူကတော့ပိုနဲ့တခြားသောသူတွေရဲ့ခြေကိုဆုပ်ယူမယ်လို့ပြောလိုက်ခဲ့ပြီးတော့ပိုကသူ့ကို Separate Row ကိုပြန်ပို့နိုင်မယ်ထင်နေတာကအရန်ကမှယူတဲ့အကြံပဲဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ပဲပိုကတော့အကြံတစ်ခုရသွားခဲ့ပြီးတော့အလုံးအတွက်ကိုသူ့ကိုသူစတဲ့ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။ပိုကတော့ကင်နာကိုကတ်လာခဲ့ပြီးတော့ဟူရှိဖင်ကဟိုနဲ့သူ့ကိုသူထိအောင်လို့ကိုလွှတ်လိုက်ပါတယ်။ Cherry ပွဲဖက်တွေကိုပောက်ကွဲသွားပြီးသားတဲ့နောက်မှာတော့သူတို့နှစ်ယောက်ကလည်း Separate Row ကိုရသွားခဲ့ရပါတယ်။သူ့ရဲ့အခြေအနေကိုပြန်ရောက်လာတာကိုဒေါသထွက်နေတဲ့ကင်ကလည်းပိုကို သူ့ရဲ့ခေါင်းထဲကိုမှထိုးပြီးတော့ဓာရီနယ်ကိုမှပြစ်လိုက်ပါပြီ။ပိုကတော့ရှောင်းလိုက်နိုင်ပြီးတော့ဓာရီကနောက်ကကြာတော့ညစ်စီကိုထိသွားခဲ့ရပါပြီ။ကင်ကတော့တန်ကျိုးရီနယ်ကြာတော့ကိုဆွဲပြီးတော့ပိုကိုထိုးလိုက်ပါပြီ။အရှင်ကြောက်ကြာတော့ကတော့ပောက်ကွဲသွားခဲ့ရပြီးတော့ကင်ကပိုကိုသူ့ရဲ့တန်ကျိုးနယ်ကိုမှဆွဲလာရင်းနဲ့သူ့ရဲ့ခြေစွမ်းအားတွေကိုဆုပ်ယူပို့လို့လိုက်ပါပြီ။ပန်နာဂျီရွာမှာတော့ချယ်ရီပွင့်ဖက်တွေကအယောင်မှန်လာခဲ့ပြီးတော့လီရှန်ကတော့သူ့ရဲ့သားကိုကယ်ဖို့ပန်နာရီကိုပန်ပွင့်တင်နာကိုမှဆုခံလိုက်ပါပြီ။ပိုစီကတင်ခဲ့တဲ့များပန်နာရီကခြေစွမ်းအားကိုထုတ်ပြီးတော့ပိုစီကိုရအောင်လို့ပို့လိုက်ပါပြီ။ ပုံမှန်လေးခြေစွမ်းအားတွေအရင်များလာခဲ့ပြီးတော့ကြဆင်းတွေကိုချိုးဖြတ်နိုင်လိုက်ပါပြီ။ယုတ်တရက်ပိုးရဲ့ခန္ဓာကိုယ်ကလည်းလင်းလာခဲ့ပြီးတော့ခြေစွမ်းအပောက်ကွဲကကံကလည်းလွတ်ထွက်သွားခဲ့ရပါပြီ။ပိုးကတော့ခြေစွမ်းအားရှင်ဝက်ဆုံအတင်းနဲ့ကိုမှဖြတ်သွားခဲ့ပြီးတော့သူ့ရဲ့စွမ်းအားတွေနဲ့ငကားသူရဲကောင်းပုံကိုဆွဲလိုက်ပါပြီ။ပိုးကတော့သူ့ရဲ့ငကားဝိညာဉ်နဲ့ Separate Rod ကိုလွတ်လပ်လပ်ကိုမှပြန်တန်လိုက်ပါပြီ။တိုက်ပွဲအမြန်ပြီးရင်နောက်မှာကံကလည်းသူ့ရဲ့ကြဆင်းပစင်ကိုပြစ်ပြီးတော့တိုက်ခတ်လိုက်ပါပြီ။ဒါပေမဲ့လို့ငကားကတော့တန်ကျိုးကိုကန်ပြီးတော့ကံကိုလည်းပြန်ထိအောင်လှုပ်လိုက်ပါပြီ။ပစင်တချောင်းကိုလည်းမြူချလိုက်ခဲ့ပြီးတော့သူ့ရဲ့ဝိညာဉ်စွမ်းအားနဲ့ကိုမှပေါင်းသွားခဲ့ပါပြီ။ နောက်ဆုံးမှကတော့ပိုကားနဲ့နဂါးနဲ့ကန်ရစ်ခန္ဓာကိုယ်ကိုဖျက်သွားခဲ့ပြီးတော့သူ့ရဲ့တန်ကျိုးနဲ့သူ့ကိုယ်သူပတ်အောင်လိုလိုလိုက်ပါပြီ။နဂါးကတော့နောက်ထပ်ပစင်ကိုကိုက်လိုက်ပြီးတော့ကန်ကိုလေးပင်ညာဆွဲသွားခဲ့ပါပြီ။ ကစားစရာလူမျိုးအစောခံနေရတဲ့အတွက်ကိုဒေါသထွက်နေတဲ့ကန်ကလည်းတိုက်ခိုက်ဖို့ကိုလိုလိုက်ပြီးတော့ပူကလည်းနောက်ဆုံးတိုက်ခိုက်မှုအတွက်ကိုသူ့ရဲ့ခြေစွမ်းအောက်ကိုဆုပြီးတော့ဒရဂွန်ကိုလွှတ်လိုက်ပါယ။ကန်ကတော့ပိုးရဲ့ခြေစွမ်းအောက်ကိုဆုပ်ယူဖို့ကြိုးစားပေမဲ့ပိုးရဲ့ခြေစွမ်းအောက်ကအရန်ကိုမှပြင်းထန်နေတာကြောင့်ကန်ရဲ့ခန္ဓာကိုယ်ကပောက်ကွဲသွားခဲ့ပြီးတော့ဆုပ်ယူခံရတဲ့ကွန်ဖူစီယာတွေအားလုံးကလည်းလွတ်မြောက်သွားခဲ့ရပါယ်။ Secret Village မှာတော့ရှီဖူနဲ့တခြားသောသူတွေကပုံမှန်ပြန့်ပြည့်သွားခဲ့ကြပြီးတော့ပိုးကိုလည်းရှာလိုက်ကြပါယ်။ဒါပေမဲ့လို့ပိုးကတော့ Sepiro မှာကျန်နေခဲ့ပြီးတော့အဲ့ဒီမှာတော့ Aquarius ရဲ့ခြေကအညှို့ခံရတာကနေကိုလွတ်မြောက်ပြီးတော့ပိုးနဲ့ကိုယ်မှစကားပြောလိုက်ပါယ်။ ။ဒီရှမ်းကိုလည်းသူ့ရဲ့သားစီကိုသွားဖို့စကြဝဠာကအချက်ပြတာကသူ့လို့လို့ဆိုတာကိုပြောလိုက်ပါရီ။အော်ဝေကတော့ပို့ကိုရွေးချယ်တာကသူကတော့ရင်းနဲ့ရန်ကိုကူစားပြုလို့ဖြစ်ပြီးတော့သူ့ရဲ့နေရာကိုဆက်ခံနိုင်မဲ့သူဖြစ်လို့ဆိုပြီးတော့ပြောလိုက်ပါရီ။ဒါကိုတသက်ပြဖို့အတွက်ကိုအော်ဝေကလည်းသူ့ရဲ့ထုတ်ကိုပို့ကိုပေးလိုက်ပါရီ။ပို့ကတော့ရန်ကိုမှပြောသွားခဲ့ပြီးတော့သူ့ရဲ့တာဝန်ပြည့်မြောက်သွားပြီဖြစ်တဲ့အတွက်အော်ဝေကတော့ပို့ကိုလောကကြီးစီကိုပြန်ဖို့ပြောလိုက်ပါရီ။ ပိုကားတို့ separate wall ရဲ့ရှည်ထဲမှာရင်ရဲတက်ကေတာဆွဲခဲ့ပြီးတော့ပေါ်တယ်ဖွင့်ကအင်ပြန်လိုက်ပါတယ်။အင်ပြန်ရောက်တဲ့အခါမှာတော့ပိုကားတို့မိဘနှစ်ပါးကိုပိတ်ဖက်ပြီးတော့သူ့ရဲ့တငယ်ချင်းတွေကလည်းပြန်အဆင်ပြေသွားတာကိုအယံကုန်မှပြောနေခဲ့ရပါတယ်။ Shifu ကလည်းပိုကို Chi Master ဖြစ်တာကိုချီးကျူးလိုက်ပါတယ်။ကဘာကြီးဘေကင်းသွားပြီဖြစ်တဲ့အတွက်ကိုပိုကလည်း Jay Place ကိုပြန်သွားခဲ့ပြီးတော့ရွာကပန်နာရီအားလုံးကလည်းသူနဲ့တူတူကိုခေါ်သွားခဲ့ပါတယ်။ န်နာရီရဲ့ဆယ်စုနှစ်ကြာအထူးကြံမှုကြီးကလည်းအဆုံးသက်သွားခဲ့ပြီးတော့သူတို့ရဲ့ခြေစွမ်းအားနဲ့ဖြည့်ဆည်းခံရတဲ့အရာအလုံးကိုလည်းပြန်လည်ပြီးတော့ပြပြလိုက်ပါပြီ။ကဲဒီနေရာလေးမှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါပြီခင်ဗျာ။အခုလိုမျိုး animation စကားကောင်းလေးတွေကိုစင်စစ်မပြတ်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးထားခဲ့ကြပါအောင်နော်။ကဲဒါဆိုရင်နောက်တစ်နေ့မှာစကားကောင်းတွေနဲ့တူတူပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။